မင်္ဂလာပါခင်ဗျရန်ကုန်ခေတ္တကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်ပြည်တွင်းမှာစံစိမ့်နှုံးကိုအမျက်တင်ရောက်နေဆိုပြီး Orange Zeway Center ရဲ့ Director ဂျပန်နိုင်ငံသားကိုစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့အပေါ်ချက်ချင်းပြန်လွတ်ပေးဖို့ဂျပန်ဆိုရနဲ့ဂျပန်တန်ယုံကတောင်းဆိုလိုက်ပြီးအဲဒီလိုဂျပန်နိုင်ငံသားစီဝါရေးသမားကိုစစ်တပ်ကဖမ်းဆီးမှုကြောင့်မြန်မာနိုင်ငံကဂျပန်ရင်းနှီးမြှုပ်နှံမှုတွေအပေါ်အကြီးအကျယ်ရိုက်ခတ်နေပြီဆိုပါတယ် ကျမ်းဖတ်စကောင်စီရဲ့ယာယီသမရမြင့်ဆွေဟာမျက်လုံးခွဲစိမ့်မှုတွေလုံနေရတဲ့အပြင်နာတာရှည်အသေးယောဂါပါကုသနေရတဲ့ဆိုတဲ့ဒရင်ပါဝင်နောက်ဆုံးရရှိထားတဲ့ဒရင်တွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းဒရင်ကတော့ပြည်တွင်းမှာစံစင်းနှုံးကိုအမျက်တင်ရောက်နေဆိုပြီး Orange Zeeway Center ရဲ့ Director ဂျပန်နိုင်ငံသားကိုစစ်ကောင်စီကဖမ်းဆီးလိုက်တဲ့အပေါ်ချက်ချင်းပြန်လွှတ်ပေးဖို့ဂျပန်စိုးရနဲ့ဂျပန်တန်ယုံကတောင်းဆိုလိုက်ပြီးအဲဒီလိုဂျပန်နိုင်ငံသားစီဝိုင်းသမားကိုစစ်တပ်ကဖမ်းဆီးမှုကြောင့် မြန်မာနိုင်ငံကဂျပန်ရင်းနှီးမြှုပ်နှံမှုတွေအပေါ်အကြီးအကျယ်ရိုက်ခတ်နေပြီလို့သိရပါတယ်။အကြံဖတ်စက်ကောင်စီကပြည်တွင်းမှာစံစည်းနှုန်းကြီးမြင့်အောင်ရောင်းချတဲ့ဆိုပြီး City Map Company Director စင်ဂေဟာ Orange နဲ့ One Stop Map ကတာဝန်ရှိတဲ့သူတွေအပါအဝင်စံကုန်တဲ့စံဆက်ပိုင်ရှင်၁၂ဦးကိုဖမ်းဆီးအမှုဖွင့်ထားတယ်လို့ဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကညပိုင်းမှာပဲထုတ်ပြန်ကြေညာထားတာပါ။အဲဒီလိုစစ်တပ်ကဖမ်းဆီးထားတဲ့အထက်မှာ Orange ဈေးဝယ် Center ရဲ့ Director ဂျပန်နိုင်ငံသားပါပါဝင်နေတဲ့အတွက် စစ်ကောင်စီအနေနဲ့ဖန်ဆီးထားတဲ့ဂျပန်နိုင်ငံသားကိုချက်ချင်းပြန်လွတ်ပေးဖို့ဂျပန်ဆိုရနဲ့ဂျပန်တန်ယုံကတောင်းဆိုလိုက်ပါတယ်။အဲ့ဒီလိုတောင်းဆိုထားတဲ့အကြောင်းကိုလည်းမြန်မာနိုင်ငံမှာရှိတဲ့ဂျပန်တန်ယုံက NHK ဂျပန်သတင်းဌာနကိုပါပြောကြားထားပါသေးတယ်။တစ်ဖက်မှာတော့အဲ့ဒီလိုဂျပန်နိုင်ငံသားစီးပွားရေးသမားကိုစစ်ကောင်စီကဖန်ဆီးလိုက်တဲ့အတွက်လက်ရှိတီတဝါအပါဝင်ဂျပန်နိုင်ငံကနေမြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံထားတဲ့လုပ်ငန်းတွေအတွက်ချိန်ချောက်မှုတွေဖြစ်လာနေပြီ။ဂျပန်တွေကတော့သူတို့နိုင်ငံသားကိုဈေးနှုန်းကြီးမြင့်လို့ဆိုပြီး မစီမဆိုင်ဖန်ဆီးလိုက်တဲ့အပေါ်စိုးရိမ်မှုတွေရှိနေကြသလိုမြန်မာနိုင်ငံမှာလွတ်လပ်တဲ့ဈေးကွက်စီးပွားရေးစနစ်ပျက်စီးသွားပြီဆိုတာကိုဂျပန်တွေလည်းတည်သွားကြပြီလို့ UMFCCI ရဲ့စီးပွားရေးလုပ်ငန်းရှင်တဦးကရန်ကုန်ခေတ်တက်ကိုပြောထားပါတယ်ခင်ဗျတစ်ဖက်မှာတော့အကျန်းဖက်စစ်ကောင်စီရဲ့ယာယီသမရမြင့်ဆွေဟာမျက်လုံးခွဲစိတ်မှုတွေလုပ်နေရတဲ့အပြင်နာတာရှေးအသည်းယောဂါပါကုသနေရတယ်လို့စစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်အကျန်းဖက်စစ်ကောင်စီရဲ့ယာယီသမရမြင့်ဆွေဟာ စီဂျိုယောဂအခန်းရှိတဲ့သူဖြစ်ပြီးမျက်လုံးခွဲစိတ်မှုကိုပါမကြသေးမီကမှလှုပ်ဆောင်ခဲ့ပြီးနောက်မှာပဲအခုနောက်တဲ့မျက်လုံးတစ်ဖက်ကိုလည်းခွဲစိတ်ကုသရအောင်မှဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်အဲ့ဒီဂျပန်စစ်ကောင်စီရဲ့ယာယီသမရမြင့်ဆွေဟာနာတာရှေအသဲယောဂပါခံစားနေရပြီးဇေဝကုသမှုတွေတောက်လျှောက်လုပ်နေရတယ်လို့အဲ့ဒီလိုယောဂါတွေဒလဘွားခံစားနေရပြီးမယ်အသက်အန္တရာယ်ကတော့မသေးနိုင်သေးဘူးလို့လည်းစစ်ဘက်သတင်းရင်းမြစ်ကရန်ကုန်ခေတ်တစ်ကိုပြောထားပါတယ်ခင်ဗျ။တစ်ဖက်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းကကြောင်မဲမြို့မှာအကြမ်းဖက်စစ်တပ်ကအရသာပြည်သူတွေနေတဲ့ရက်ွက်တွေကိုပါမနေ့ကညပိုင်းမှာပဲတိုက်လေရင်နဲ့လာပြီးဘုံကျဲသွားတဲ့အတွက် One Left Hotel နဲ့လူနေအိမ်15လုံးထက်မနည်းပျက်စီးသွားပြီးပြည်သူတွေလည်းထိခိုက်မှုတွေရှိထားတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်တကိုပြောပါတယ်။ဇွန်30ရက်နေ့ဖြစ်တဲ့မနေ့ကည17နာရီကျော်လောက်မှာပဲကြောင်မဲမြို့မှာရှိတဲ့အရသာပြည်သူတွေနေထိုင်ရာရက်ွက်တွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကရေရွက်ချက်ရှိရှိလေရင်နဲ့ဘုံလာကျဲသွားတယ်ဆိုပါတယ်။ အဲ့ဒီမှာလေရင်ကကြဲချလိုက်တဲ့ဘုံသီးထိမှန်ပြီးပင်လုံလန်းကဝမ်လက်ဟိုတယ်ပျက်စီးသွားတဲ့အပြင်နောက်တလူနေအိမ်15လုံးထက်မနည်းလဲပျက်စီးသွားခဲ့ပြီပြည်သူတွေလည်းထိခိုက်မှုတွေရှိထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်တစ်ဖက်မှာတော့ကြောင်မဲမြို့နယ်ကအကြံပေးစစ်ကောင်စီရဲ့နောက်ဆုံးလက်ကျန်တပ်စခန်းတွေဖြစ်တဲ့ခမရ901နဲ့902တပ်ရင်းတွေကို DNL ပြည်ထောင်မာမေးပူပေါင်းတပ်တွေကအပိသက်သိမ်းပိုက်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့လည်းသိရပါတယ်ခင်ဗျဒီတစ်ခါရခိုင်ပြည်နယ်ဘက်မှာတော့ တန်တွဲနဲ့ငပလီမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်စစ်ဘေးရှောင်ပြည်သူတွေရဲ့နေအိမ်တချို့ကိုအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကဖောက်ထွင်းမှုတွေလုပ်နေတယ်လို့ဒေသခံပြည်သူတွေကပြောပါတယ်။လက်ရှိငပလီနေရာတော်တော်များများမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့အာရခတပ်တော် AA ကြားတိုက်ပွဲတွေအပြင်းထန်ဖြစ်ပွားနေပြီးတချို့ဒေသခံတွေကထွက်ပြေးတိမ်းရှောင်နေကြသလိုတချို့ဒေသခံတွေကတော့ကြံ့နေခဲ့တယ်လို့ဆိုပါတယ်။အဲ့ဒီလိုငပလီမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အချိန်အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကစစ်ဘေးရှောင်နေအိမ်တွေကိုဖောက်ထွင်းတာတွေလုပ်နေပြီး အောင်သိတိဇေဒီအနီးကနေအိမ်တစ်ခုဆိုရင်အဆောင်ကြံနေတဲ့ပြည်သူကိုစစ်ကောင်စီတပ်သားတွေကတန်တုံနဲ့ရိုက်ပြီးနေအိမ်ဖောက်ထွင်းဓာတ်တွေလုတ်သွားတယ်လို့လည်းသိထားရတယ်လို့ဒေသခံပြည်သူတို့ကပြောပါတယ်။တခြားဒေသခံတွေရဲ့ပြောဆိုချက်အရဆိုရင်လည်းဂျိတ်တော့ရက်ကွက်ကခန့်ဆိုတဲ့ဖုန်းရောင်းဆိုင်အနီးမှာရှိတဲ့ရွှေဆိုင်ကိုလည်းအကြမ်းဖက်စစ်ကောင်စီတပ်ကဖောက်ထွင်းမှုတွေလုတ်သွားတယ်လို့လည်းကြားထားတယ်လို့ဒေသခံပြည်သူတွေကပြောထားပါတယ်။လက်ရှိမှာတော့တန်တွဲနဲ့ငပလီမှာ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုအရခတ်တက်တော် AA ကဝိယံပိတ်ဆို့ထားပြီးတိုက်ပွဲတွေလည်းအပြင်းအထန်ဖြစ်ပွားနေတယ်လို့သိရပါပါတယ်ခင်ဗျတပတ်မှာတော့ရန်ကုန်ကနေနေပြည်တော်ကိုလာတဲ့စစ်ကား၂စီးကိုအမြန်လန့်161မိုင်မှာတော်လန်ရေးတပ်တွေကကြားပြတ်တိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်သား၄ဦးကတော့အသေးသေးသေကုန်ကြတဲ့အပြင်နောက်ထပ်၅ဦးကပြင်းထန်ဒဏ်ရာတွေရသွားကြတယ်လို့ PDF 3931တက်ရင်ဘရင်အောင်စစ်ကြောင်းရဲ့တာဝန်ငယ်ကရန်ကုန်ခေတ်တိကိုပြောပါတယ်။ဇွန်လ29ရက်နေ့ကပဲရန်ကုန်ကနေနေပြည်တော်ဘက်ကိုလာတဲ့အကြမ်းဖက်စစ်ကောင်စီရဲ့စစ်ကား2စီးကိုတော်လှန်ရေးတပ်တွေကအញ្ញံလန်161မိုင်အနီးမှာကြားပြတ်တက်ခတ်ခဲ့တယ်ဆိုပါတယ်။အဲဒီလိုတက်ခတ်မှုအတွင်စစ်ကားတစ်စီးကကာသမာကိုတနက်ကြီးထိမှန်ပြီးကားပါထိုးရက်သွားတဲ့အချိန်တော်လှန်ရေးတပ်တွေကဝိုင်းဝန်းပစ်ခတ်တက်ခတ်ရမှာစစ်ကောင်စီတပ်သား၄ဦးကတော့ပစ်ခတ်မှုတွေအတွင်မှာပဲအသေးသေးသိကုန်ကြတဲ့အပြင် နောက်ထပ်၅ဦးကပြင်းထန်ဒဏ်ရာတွေရသွားကြတယ်လို့သိရပါတယ်။အဲ့ဒီနောက်ပြကမှုတွင်သေကုန်ကြတဲ့စစ်သား၄ဦးရဲ့မသားအလောင်းကိုနောက်ထပ်စစ်ကားတစ်စီးကလာတဲသွားပြီးဒဏ်ရာရတဲ့စစ်ကောင်စီတပ်သား၅ဦးကတော့တောင်ကူနှစ်ဆောင်မြိုင်စစ်ဆေးရုံမှာရောက်နေကြတယ်လို့လဲ PDF 3931တတရင်ဘရင်အောင်စစ်ကြောင်းရဲ့တာဝန်ခံကပြောထားပါတယ်ခင်ဗျာတစ်ဖက်မှာတော့မန္တလေးမြို့ကအချက်ဖက်စစ်ကောင်စီရဲ့အမှတ်930စစ်မြေပြင်အင်ဂျင်နီယာတတရင်ရဲ့တက်ချက်တူဟာ လက်နက်ခဲယမ်းတွေနဲ့အတူတော်လန်ရေးတပ်ဖွဲ့တွေစီမှာအလင်းဝင်ရောက်လာတဲ့အတွက်စုငွေ730ကျော်ချိမြင့်ပေးခဲ့တယ်လို့ရင်းမပင်ခိုင်တရင်20ရိုးမှရစား PDF တပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တွေကိုပြောပါတယ်။ဇွန်လ30ရက်နေ့ဖြစ်တဲ့မနေ့ကပဲမတရားမျိုးနဲ့30ပေးခြေရွာမှာတာဝန်ကျနေတဲ့မန္တလေးမြို့အမှတ်910စစ်မြေပြင်အင်ဂျင်နီယာတရင်ရဲ့တက်ချက်တူဟာတော်လန်ရေးတပ်ဖွဲ့ထဲမှာရှိတဲ့ညီဖြစ်သူနဲ့ချိတ်ဆက်ပြီး MA1 အမျိုးစာတနက်တလက်ကြီးအတောင်200ကျော်ကိုယူလာပြီးတော့ ရင်းမပင်ခဲအမှတ်20တရင်ယူမရာဇာတပ်ဖွဲ့စီမအလင်းဝင်ရောက်လာတယ်ဆိုပါတယ်အဲ့ဒီလိုလန်ဒန်နဲ့အတူအလင်းဝင်လာတဲ့တက်ချက်တူကိုတော်လန်ရေးတပ်ဖွဲ့တွေကကောင်းကောင်းမွန်မွန်ကြိုဆိုလက်ခံခဲ့ပြီးစုငွေကျပ်380ကျော်ကိုပါချိမြင့်ပေးခဲ့တယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရောင်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ